အားလုံးပဲမင်္ဂလာမျောကောင်းစက်တဲ့ရှင်မပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာကိုတင်ဆက်ပြီးမဲ့ရုပ်တံမျိုးဖိုင်းလေးရောစစ်တဲ့ထောက်ခံတဲ့သူတွေကိုဆုံးမနေတဲ့မတက်တဲ့ရုပ်တံမျိုးဖိုင်းလေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီမှာမတက်တဲ့ဟာအဲ့ဒီကြောင့်နဲ့ပတ်သက်ပြီးစစ်တဲ့ထောက်ခံတဲ့သူတွေကိုဘယ်လိုတွေဆုံးမနေတယ်လဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာသုံးသပ်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းကောင်းစက်တဲ့ရှင်ထာနာမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ါဗီဒီယိုတွေကိုစောင့်ကြည့်ပြီးတော့ငါဗီဒီယိုတွေတက်လာလို့ရှိရင်ဒီကောင်ကိုစားနဲ့တို့တယ်လို့ထွန့်ထွန့်လူးပြီးတော့အောက်တန်းစားအတွေးခေါ်ရင်းနဲ့ဝင်ဝင်ဆဲနေကြတဲ့ကောင်ပြောချင်တာပါလေတိလားပြောချင်တာပါလေဆိုတော့ညီတို့ဆဲတာတော့ကတော့လေငါငါအိမ်သာသွားရင်စီးတဲ့ခဏလောက်တော့မှခင်ယူဆိုင်ဟာငါတို့အိမ်သားစီအိမ်သားစီဖက်နယ်လေးဆိုရှင်ငါလေညစ်ပတ်တဲ့ဟာဆိုမစီဘူးเนาะညစ်ပတ်သွားပြီရုပ်ဆိုးသွားပြီဆိုရင်မစီဘူးအိမ်သားစီဖက်နယ်တော်ငါတို့ကတန်တန်ပြန်ပြန်လာလာပါပါစီးတာ ။အော်အဲ့ဒါဘာကိုပြောတာလဲဆိုတော့အင်တာစီးဖက်နှက်ကငါဘလောက်ထိဂယုစိုက်တက်တယ်ဆိုတော့ရှင်းပြရတာနော်။အဲ့ဒါပေမဲ့တခုတော့ရှိတာပေါ့လေ။ဒီနောက်ဘက်ကနေလာပြောကြတာလေးရှိတယ်။ဟမ်။လောင်နေတာလားတော့ဆက်နေပြီလားတော့ကြောက်နေပြီလားတော့နော်။ဒီလောက်လောက်ပါတယ်မျက်နှာလေးကိုလောင်နေတဲ့ရုပ်မျက်ပေါက်နေလို့လားကွ။အဲ့ဒါလောင်ကြီးလောင်ငါတို့ကငါတို့ရဲ့သူရဲကောင်းရဲဘော်လေးအပြစ်မဲ့တဲ့ပြည်သူတွေအတွက်ပဲလောင်မှာပေါ့သူတို့အတွက်လောင်ရတာ တတ်မှုရှိတယ်လीဘာဖြစ်လို့လဲဆိုငါတို့ရှင်ထဲမှာတို့ကတတ်မှုရှိတာဟုတ်သူတို့အတွက်ငါတို့လောင်မှာပေါ့သူတို့အတွက်ကငါတို့ကလောင်သိရင်အငြင်းန်းလောင်နေရမယ်ဘာဖြစ်လို့လဲကြည်လားစီလုံးမှုကိုပြတာတဲ့နေရာမှာမျှဝေခံစားခြင်းလို့ခေါ်တယ်ကွငါတို့နိုင်ငံရဲ့လူငယ်လေးတွေပညာတတ်လေးတွေတနက်ကြိုင်ပြီးတော့တိုက်ပွဲဝင်နေတဲ့အချိန်မှာသူတို့ရှင်ထဲမှာလည်းမင်းတို့လိုအောက်တန်းစားဘောမတွေပြောချင်နေတဲ့နင့်နင့်နန်နာပြောပလိုက်ချင်တဲ့စကားလုံးတွေရှိနေပါပဲ။ဒါပေမဲ့သူတို့မပြောနိုင်ဘူး။ တိုက်နေကြရတာ哦ဒါကြောင့်မို့ငါတို့ကသူ့ကိုစားဝင်ပြောပေးတာဖြစ်ပါတယ်အဲ့ဒါဘာလို့ပြတာလဲဆိုတော့ငါတို့ပြည်သူအချင်းချင်းတိတ်တံကိုထားတယ်ဆိုတာကိုပြတာချင်းဖြစ်တယ်တကယ်တော့လောင်နေတာကငါတို့မဟုတ်ပါဘူးနင်တို့သာလောင်နေတာဖြစ်ပါတယ်ဟမ်အဲ့ဒါအဲ့တော့ဒီလိုကဘာနဲ့တူနေလဲဆိုလို့ရှိရင်သိလားလက်ရှိမြန်မာပြည်မှာဖြစ်နေတဲ့အရာတွေကနင်တို့ကြည့်မှုတဲ့ပေါ်ကားတွေမဟုတ်ဘူးသိလားလက်တွေဖြစ်ပြီးလက်တွေလုတ်ပြနေတဲ့အရာတွေ အဲ့ဒါတွေကနင်တို့ကိုယ်တိုင်လည်းကြုံတွေ့နေရတာဖြစ်တယ်အဲ့တော့နင်တို့တွေကဟောင်ပြေးနေသိလားစစ်ကောင်စီဘက်ကနေပြီးဝင်ဝင်ဟောင်နေဒါပေမဲ့စစ်ကောင်စီကိုဂရုမစိုက်ပဲနေနေရလားဆိုလဲမဟုတ်ဘူးနင်တို့လည်းဂရုစိုက်နေရတယ်စစ်ကောင်စီကိုမကြောက်ဝဲနေနေရလားဆိုလဲမဟုတ်ဘူးနင်တို့လည်းချက်နေရတာဟာလားပြေးနေရတာတွားနေရတာပြေးပေါက်ချောင်းနေရတာအမေနင်တို့တွေကမတို့လိုဟာလား တော်လည်းဘတ်တော်သားများရဲ့ဗီဒီယိုဖိုင်တွေတော်လည်းဘတ်တော်သားများရဲ့ post တွေတော်လည်းဘတ်တော်သားများဘက်ကတင်တဲ့သတင်းတွေကိုဝင်ပြီးစဲမယ်စိုးမယ်ဆိုရင်တော့နုဆောက်ခွက်တွေအမှန်မပေါ်ရဲ့အဲ့ဘာကိုပြနေရလဲဒီသခင်အတွက်ဝင်ကြိုက်ပေးနေတာတော့မှငါမျက်နှာကြီးနဲ့ကြိုက်နေတာမဟုတ်ပါဘူးကွာလို့နင်တို့ပြောနေရတယ်တူတူပဲဘာလို့ဆိုနင်တို့ကြောက်နေရတာလဲဟာနင်တို့သခင်ကိုနင်တို့ကအယိုးကြိုက်ပြီးတော့မှအဲ့ဒီအယိုးလေးမကြိုက်ရမှကြောက်နေတာနော်နင်တို့ကောက်နေတဲ့အုံနောက်ထဲမှာချီပရိမယ်ရှိတယ် သိလားငါတို့ဖင်ရထွက်တဲ့ချီးရရောင်မှတန်မှုရှိတယ်နော်၆တွိုင်းမြေဩဇာပြန်ဖြစ်သေးတယ်ဒီတို့ကအဲ့ဒီလိုချီးလောက်တော့တန်မှုမရှိတဲ့ကောင်းတယ်နော်လူဘဝမှာသိလားမွေးဖွားလာတယ်ဆိုလို့ရှိရင်အမားနဲ့အမှန်ထမင်းစားပြီးခွဲကြတာသိလားချီးစားပြီးခွဲကြတာမဟုတ်နော်အမားနဲ့အမှန်ခွဲတတ်ဖို့တရားမှုနဲ့မတရားမှု ခွဲခြားတတ်ဖို့ဆိုတာက ကိုယ်ပိုင်ပါလာတဲ့ညံရည်ညံသွေးအနိုင်အမြင့်ပေါ်မှာမြင်တည်တယ် တော့နင်တို့ရဲ့ညံ့ရင်ညံ့သေးကဟိုလှေကတိအောက်ဆုံးကခြီတုတ်ခုံလောက်တောင်မထက်မြောက်အဲ့လိုနို့မှာကိုချင်းစာတရားတရားမျှတောင်းဘာမှမရှိဟမ်ဟာလာနင်တို့ကကိုကိုကိုမသိဘူးကိုကိုကိုလမ်းပြောင်းနေကြလို့နင်တို့ကဘယ်လိုလူစားမျိုးလဲဆိုတာကိုငါတို့ကလာပြီးတော့ရှင်းပြတို့လိုကောင်မျိုးတွေကိုစောင့်ကောင်းနဲ့ထဲ့လွန်းလို့တော့ဘယ်ဟုတ်ပါမလဲ။ဒါပေမဲ့ဟာလာငါတို့လမ်းသွားတဲ့အခါလမ်းလျှောက်တဲ့အခါ ညစ်ပတ်ပြီးစုပ်ပြတ်တက်နေတဲ့လူတွေတွေ့ရင်ရှောင်သွားရရှားသွားရနော်အဲ့တော့ငါတို့တွေကနင်တို့တွေကိုမပြောဘူးဆိုတာနင်တို့တွေကမကြုံလို့မတန်လို့မပြောကြတာအေးဒါပေမဲ့လေနော်အဲ့ဒီလောက်တော့မြန်မာနိုင်ငံမှာဒီလောက်ဖြစ်ပျက်နေတာတော့ဒီလောက်ထိအတိတရားမဲ့ရလားဆိုတဲ့အံ့ဩမှင်တတ်မှုနဲ့နင်တို့ကိုနင်တို့မမြင်တတ်နေတဲ့အတွက်နင်တို့ရဲ့အဆင့်အတန်းကိုငါကအခုဗီဒီယိုပိုင်းနဲ့ပြောပြလိုက်ခြင်းဖြစ်ပါတယ်ကိုကူကူမတိကြပါဆိုလို့နင်တို့တွေကဟဲ့လမ်းဘေးက တတောင်းစားလောက်တောင်းစောက်စင်မရှိဘာလို့လဲဒီလားလူအချင်းချင်းတက်ဖြတ်နေရတာလူအချင်းချင်းဟုတ်လားမတရားလောက်ခံနေရတာအမှန်တရားပွင့်ပွင့်ရှင်းရှင်းကြီးရှိနေတာတောင်မှညီတို့ကအဘအဘဆိုပြီးတော့ဘောကြီးစွမဟမ်ခေါင်းကြီးတွေလှုပ်ဟမ်အစိုးကြုံတွေကလက်သီးပုံးတွေထုတ်ပြနိုင်မှလည်းမဟုတ်ပဲနဲ့ဟမ်ညီတို့နိုင်ရင်နိုင်နေတာကြပြီပေါ့ဟမ်ညီတို့နိုင်နေလို့ညီတို့ကို ယုံကြည်မှုအပြည့်ရှိနေတာကတော့ငါတို့လည်းဘာကြောက်ရှိနေလဲဆိုတော့မသိမပြောပြတတ်ဘူးပေါ့နော်ဒါပေမဲ့ထုတ်ပြလိုက်စမ်းပါဘယ်နေရာကနိုင်ပါလိအခုတောင်မှကိုနိုင်ငံကိုရောင်းစားပြီးတော့သူများနိုင်ငံကိုပွားပြီးတော့စစ်ကူတောင်းနေရတဲ့အနေထားမဟုတ်ဘူးလားဟမ်တတလုံးမနိုင်နိုင်ပါဘူးခွာလို့လက်ထဲဘာမှမရှိဘဲနဲ့ဟာလားအလူခံပြီးတော့ပြန်တိုက်နေရတယ်ပြည်သူလူထုကိုနင်တို့ကစောက်ရှက်တယ်မဲ့ဆိုတာပြောရဲတယ်နော် နေလို့မြင်တာမင်းတို့ဒါနဲ့ပြန်လှိလိုက်လို့ကောင်းတယ်သိလားပြီးတော့နေလို့ရဲ့အောက်တန်းကြတဲ့ comment တွေကိုဖတ်ပြီးတော့ဖတ်တယ်ဆိုတာတမင်ဝင်ဖတ်တာတော့မဟုတ်ဘောเนาะအဲဒီလိုပဲ comment လေးတွေကိုအားပေးတာတဲ့ comment လေးတွေလည်းတွေ့ရတယ်လीเนาะအဲ့တော့ဝင်ကြည့်တဲ့အခါမှာနေလို့ဝင်ဆဲထားတဲ့စကားလုံးတွေကလीနားမခံတာနိုင်တဲ့အောက်တန်းကြကြအောက်လုံးတွေဖြစ်တယ်အဲ့တော့ငါကဘာကိုစဉ်းစားလိုက်တာလဲဆိုတော့ဒီစကားလုံးတွေကိုနင်တို့ရဲ့ညီမတွေနှုတ်ရဲ့အမေတွေအတွက် ငါကရင်လေးသွားတာဘာဖြစ်လို့လဲဆိုတော့မိမတယောက်ကိုဟာလာဖြစ်ဖြစ်နှစ်နှစ်ဆိုရှယ်မီဒီယာပေါ်မှာပြောရဲတဲ့တတိဆိုတာဘယ်ဟာထွက်လာတာလဲဒီလားနင်တို့ကိုမွေးထားတဲ့အတိုင်းအဝိုင်းရနင်တို့မိဘတွေစီကထွက်လာတာဖြစ်တယ်။နော်အဲ့ဒီတော့နင်တို့ရဲ့ညီအမညီမတွေအမတွေကိုလည်းနင်တို့စီးတောင်စောက်ပါမလားလို့ရှင်လေးစွာတွေးမိပါတယ်။နော် အေးလေနင်တို့လိုကောင်းတွေကဟုတ်လားနော်နင်တို့ယုံကြည်ရနင်တို့အယိုးကရဖို့နင်တို့ရဲ့ဘဝတွေကောင်းစားဖို့ဆိုလို့ရှိရင်နင်တို့ကဘာပဲလုပ်ရလုပ်ရလုပ်တဲ့ကောင်းတွေနော်ဟာမလူကြားထဲမှာနင့်အမေတို့ကဂျင်းဆိုလဲဘာဂျင်းမဲ့ကောင်းအလာကနင်တို့ရဲ့အဆင့်တန်းပဲနင်တို့ရဲ့ဗဇက်ကပေါ်ပြနေခြင်းပဲအဲ့တော့ငါကဒီနေ့တင်တဲ့ post ကနိုင်ငံရေးပြောတာမဟုတ်အဲ့ဒီနိုင်ငံထဲမှာเนาะ အိမ်သာတဲ့ကအိမ်သာထဲမှာရေရေရေချိုးတဲ့အိမ်သာတဲ့ကရေရေချိုးလို့လည်းရတယ်ကြိုတောက်လို့လည်းရတယ်ဟဟလားအိမ်သာတဲ့ကပိုက်ခေါင်းကထွက်တဲ့ကြီးရလေဒါပေမဲ့နင်တို့တွေကငါတို့နိုင်ငံထဲမှာဘလို့လူမျိုးတွေလဲဆိုလို့ရှင်အိမ်သာစေးတဲ့ရေတွေနော်အိမ်သာစေးတဲ့ရေအဲ့တော့နင်တို့အဆင့်တန်းကိုဒီနေ့ဗီဒီယိုဖိုင်မှာငါကမသိမှဆိုလို့စေတနာနဲ့လာပြောတာနင်တို့အဆင့်တန်းဘယ်အဆင့်တန်းလဲဆိုတာเนาะနင်တို့တွေကအိမ်သာွက်ထဲကရှိနေပဲ သိလားအခုနိုင်ငံထဲမှာလူလာဖြစ်နေရတာကခုနပြောသလိုတံပိုးရှိတဲ့တုံးလို့ရတဲ့ရေမဟုတ်ဘူးအမိုက်တရိုက်တွေပဲအင်သာဆေးကွက်ထဲကရေတွေပဲเนาะအဲ့ဒါနင်တို့ရဲ့အစ်စ်အတန်းတော့ပြောရတာနည်းနည်းတော့အားနာတယ်ဒါပေမဲ့တကယ်တမ်းကြောက်လို့ရှိရင်အဲ့ထက်စိုးသေးတယ်နင်တို့ရဲ့အခြေအနေကငါပြောတာချက်ပို့ပြီးတော့နေကြတယ်ငါလောင်တာမဟုတ်ဘူးနော်ပြောပြ thank you